အားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ငလီအတန်သိအင်းလေးဒေတာမှာကြိုကြပြစီခဲ့တဲ့နေအိမ်တွေကိုပြန်လည်တိစောက်ဖို့ဒေတာကန်တွေခက်ခဲနေကြတဲ့ဆိုတဲ့တဲ့မှာစကိုင်းငလီအလောက်ခံမှုကြောင့်ထိခိုက်ပျက်စီးမှုတွေများခဲ့ရတဲ့ရှမ်းပြည်တောင်ပိုင်းအင်းလေးဒေတာမှာဒေတာကန်တွေဟာနေအိမ်တွေပြန်လည်တိစောက်ဖို့အတွက်အခက်အခဲတွေရှိနေရတယ်လို့ဒေတာသွင်းသတင်းရမြစ်တွေစီကနေသိရပါဗျ။ပြခဲ့တဲ့မလာ28ရက်နေ့ကလောက်ခဲ့တဲ့စကိုင်းငလင်အလောက်ခံမှုဖြစ်စမှာအင်းလေးဒေတာဟာ နေပျက်စီးတာအပြင်လူပေါင်းရာနဲ့ချီတိုက်ဆုံခဲ့ရတာလည်းဖြစ်ပါတယ်။မနေ့မလ28ရက်နေ့မှာတော့စကိုင်းငလျင်လှုပ်ခတ်မှုဟာတလပြင်းမြောက်ခဲ့ပြီးဖြစ်ပေမဲ့အင်းလေးဒေတာမှာတော့နေအင်းွေပြင်းလဲတိုက်ဆောင်ရေးအတွက်အခက်အခဲတွေရှိနေစေဖြစ်တယ်လို့သိရပါတယ်။လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲနဲ့ပတ်သက်ပြီးအင်းလေးမှာငလျင်ပေးတဲ့ပြည်သူတွေကိုကုညီပေးသူတဦးက ကိုကြီးကဲစေးအပိုင်းတွေကတော့အဆင်ပြေတယ်ဗျာအကုန်လုံးကတော့အခုအဆင်ပြေလို့နေပါရှိပြီကျွန်တော်တို့လက်ရှိဖြစ်နေတာကတော့အိမ်တွေပါတွေပြန်လဲတိဆောက်ဖို့ပေါ့လို့ CJ platform ကိုပြောပါတယ်နေနေပြန်လဲတိဆောက်ရမှာအိနေအင်းကိုအနည်းဆုံး330အထက်ကုန်ကြပြီဆောင်းလို့ရမှာလဲလက်သမားအခက်ခဲရှိနေတယ်လို့သိရပါတယ်။ရိုင်းနေနေတဲ့နေအိမ်တွေကတချို့ကိုချိန်ဘလောက်ကျိုးတွေနဲ့ပြန်လဲတက်မှတ်တာမျိုးတွေရှိပေမဲ့ဒါဟာညီအမပိုင်းတွေမှာသာလုပ်လို့ရတာဖြစ်တယ်လို့လဲဆိုပါတယ်။လက်ရှိမှာတော့ နေအိမ်တွေပျက်စီးသွားတဲ့အင်းလေးဒေသခံအများစုဟာကျုံမျောတွေပေါ်မှာယာယီမိုးကတဲထိုးကနေထိုင်နေကြရတယ်လို့သိရပါတယ်အေဗီလာ28ရက်နေ့ကအင်းလေးမှာလေပြင်းတိုက်ပြီးမိုးကြီးခဲ့လို့အင်းလေးဒေသခံတွေရဲ့ယာယီတဲတွေပျက်စီးခဲ့ရပါသေးတယ်။အခုလိုအခြေအနေမျိုးမှာလာရောက်လူဒန်းပေးတဲ့အလူရှင်တွေအနေနဲ့နေအိမ်တွေကိုအဓိကထားလူဒန်းပေးဖို့အင်းလေးဒေသခံတွေဆန္ဒရှိနေတယ်လို့လည်းအင်းလေးဒေသခံတအုပ်က CJ platform ကိုပြောပါရတယ်။ ဥပမာတအင်းကို390လောက်ကုန်မယ်ဆိုရင်ဒီတအင်းကို390ဆောက်ပြီးတော့လှူပေးလိုက်တာပေါ့အဲ့ဒါလိုမျိုးဆိုသူတို့အတွက်လည်းထီရောက်တယ်အိမ်လဲချက်ချင်းရသွားတယ်ပေါ့နော်မဟုတ်ရင်လူရောက်တရာမှာသိန်းတရာလာလူတယ်ဆိုရင်လူရောက်တရာလုံးကတယောက်ကိုသသိန်းနှသိန်းပဲရသွားမယ်အဲ့သသိန်းကသူတို့အတွက်ဝါဝယ်ဖို့လည်းစမပြေဘူးတိဝယ်ဖို့ကြတော့လည်းမလုံလောက်ဘူးလေလို့အင်းလေးဒေတာကန်ကပြောပါတယ် ။အင်းလေးဒေသခံတွေရဲ့စာဝတ်နေရင်ကျမ်းမာရေးအပိုင်းမှာတော့လာရောက်လူတန်းတဲ့အလူရှင်တွေရှိတဲ့အတွက်အဆင်ပြေကြတယ်လို့လည်းသိရပါဗျ။ဒါပေမဲ့အခုရပိုင်းအတွက်မှာနေမှုချင်းမြင့်တက်မှုကြောင့်ဝမ်းပြဝမ်းလျှော်နဲ့နှာစေးချောင်းဆိုးတာတွေဖြစ်များနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ မလ28ရက်နေ့ကလောက်ခဲ့တဲ့စကိုင်းငလျင်လောက်ခတ်မှုဖြစ်စဉ်ကြောင့်အင်းလေးဒေသမှာကျေးရွာ25ရွာကအဆောင်3000ကျော်ပျက်စီးခဲ့ရပြီးလူဦးရေတရာခန့်သေဆုံးခဲ့ရတယ်လို့ Po Youth Organization ကဧပြီလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါပြင်အင်းလေးဒေသကခမ်းမန်းလူဦးရေ2000လောက်ဟာလည်းငလျင်ဘေးကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်ရှင်။ကျမနွယ်နွယ်ပါ